ဟယ်လိုအားလုံးမင်္ဂလာပါဖူဘောမန်ချန်ကနေယူဆိုပါရစေ။ဆိုတော့ဒီဘက်ပရီးမီးယားလိပွဲစဉ်6မှာမန်ချက်စတာစီးတီးကကျတော့အိမ်ဝင်းမှာဘန်လီကိုလက်ခံရှင်ပိုင်ကစားရမယ်။တို့မန်ချက်စတာစီးတီးအတွက်တော့ကျတို့ဒီယာဒီစတင်နေတဲ့အချိန်မျိုးတွေမှာတို့ပုံစံအကောင်ဆုံးကိုမပြထားနိုင်သေးဘူးပြီးခဲ့တဲ့ပွဲစဉ်၅မှာဆိုလို့ရှိရင်လည်းအာဇနယ်ကိုတို့ဘယ်နော်စတောစီးတီးဥဆောင်တကကစားထားနိုင်ခဲ့ရင်လည်းအသေးအံဆိုသူတို့ပိတ်ကစားခဲ့ရတာဒါပေမဲ့တစ်ဖက်တစ်ခုနဲ့တို့ကြီးနေခဲ့ရပြီးတော့ လက်ရှိဒီယာဒီအာစနယ်ရဲ့ပုံစံနဲ့ဆိုရင်အာစနယ်ကွင်းမှာတရေတမက်ရခဲ့တာကမဆူဘူးလို့ကျွန်တော်ပြောရမယ့်အခြေအနေမျိုးပါအဲ့တော့ဂွာဒီယိုလာအတွက်လက်ရှိဒီဒီဘက်ကစားမဲ့ဘန်လီနဲ့ပွဲကအနိုင်ရလက်ရအောင်စွန့်ဆောင်နိုင်မှုကျွန်တော်လို့တဲ့ဘန်လီကိုကျွန်တော်တို့ကြည့်ရင်လက်ရှိပေါ့နော်ဒါတန်တက်လာတဲ့အသင်းကြီးတွေကတသင်းဒါပေမဲ့လည်းလို့အကောင်းဆုံး performance တွေတွေ့မနေရတယ်လို့အခြေအနေကောင်းနေလေကျွန်တော်တို့ပိုင်ဆိုင်ထားနိုင်ခြင်းကျွန်တော်မရှိသေးဘူးဘန်လီကပရီးမီးယားလိပွဲစဉ်၅ပွဲမှာကျွန်တော်တို့ဒါ တကူတပွဲနိုင်တယ်တပွဲတည်ကြီးကြပြီးတော့၃ပွဲအထိရှုံးနေတာတယ်တိုက်စစ်က၅ခုရပြီးတော့ခန်းစစ်ကပေါ့နော်၈ခုထိကျွန်တော်ပြန်ပြီးထားရတယ်ပေါ့ထင်သလောက်စူးစူးဝါးဝါးကြီးတော့ဟုတ်မနေဘူးသူတို့သူတို့ရှင်မိုင်ကစားရတဲ့တည်းမှာလီဗာပူးလိုအသင်းမျိုးကျွန်တော်ပေါ့နော်ပြီးခဲ့တဲ့ဟာပါခဲ့တယ်မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးကျွန်တော်ပါခဲ့တယ်စပါးလိုအသင်းမျိုးကျွန်တော်ပါတယ်ဒါဗန်လီဟာဒီအာဒီ၅ပွဲမှာအေးအေးဆေးဆေးဖြစ်မနေဘူးတကယ်တကယ်သူတို့ကိုဒုက္ခပေးနိုင်မဲ့အသင်းကြီးတွေနဲ့ကြီးပဲကျွန်တော်တွေ့ထားရတာဒီဒီဘက်မှာလည်း ကျွန်တော်တို့အနေနဲ့ဒီမန်ချက်စတာစီးတီးနဲ့သူတွေ့ရမယ်ဘလို့မှမလွယ်ပါဘူးဆိုတော့လီဗာပူးနဲ့ကစားခဲ့တဲ့ပွဲတုန်းကတော့ဒီဘန်လီအနေနဲ့ပေါ့နော်ကျွန်တော်ကတော့အဲ့ဒီပွဲမှာလုံးဝဂိုးတွေပါပြီးပြတ်တော့မှာပဲလီဗာပူးတင်းကအမှန်ကန်လေးကောင်းလာဆိုတော့ပေါ့သို့တော်လည်းပဲဘန်လီရဲ့ဘက်ကကျွန်တော်တို့ဒီခံစစ်ကိုကျွန်တော်တို့အဓိကပိတ်ပြီးတော့ကျွန်တော်ကစားသွားတယ်တော်တော်လေးလည်းအဆင်ပြေအောင်ကစားနိုင်ရတယ်လီဗာပူးတင်းကိုလည်းသူတို့ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တဲ့နေရာမှာပါတယ်ဒါပေမဲ့လို့သူတို့အနေနဲ့ပေါ့နော်ပင်နေဒီပေးခဲ့ရပြီးတော့ ဝမ်းစည်းဆိုတဲ့ရတဲ့နဲ့လေပါဦးတင်ကိုကက်ရှုံသွားတယ်ဒီမတိုင်ခင်မှာသူတို့ဒီ EFN တတိယဆင့်အဖြစ်ကျွန်တော်ကာဒီဖ်စီးတီးနဲ့ကစားတဲ့ဘန်လေးက12နဲ့အိမ်ခွင့်မှာရှုံတယ် Nordian Forest နဲ့ကျွန်တော်တို့ကပရီးမီးယားလိမှာတပွဲကိုအိမ်ခွင့်မှာကစားတဲ့နေရာမှာလည်းတစ်ဖက်တစ်ကိုစီကျွန်တော်တို့တင်ကြီးကြတယ်ဆိုတော့ဘန်လီအတွက်ကဘလူးမန်းကိုအချိန်ကြီးကလွဲမနေပါဘူးအချင်းကြီးကလွဲမနေဘူးအတင်းကြီးတွေနဲ့ကြီးပဲသူတို့တွေ့ရတယ် for forest နဲ့ပွဲမှာဆိုလို့ရှိရင်လည်း သူတို့တွေဒါ comeback တွေပါပြန်လာနိုင်ခဲ့လို့ပေါ့နော်ဆိုတော့အများအားဖြင့်ကျွန်တော်တို့နေ Scott Parker ရဲ့အတင်းကကျွန်တော်တို့နေဒီ5 4 1ဆိုတဲ့ formation တွေသူတို့တွားလေးရှိတယ်ပေါ့နော်ထူးထူးဖြင့်သူတို့ကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့အတင်းကြီးဆိုရင်5 4 1နဲ့သူတို့ခံစစ်ကိုရအောင်ပိတ်ပြီးတော့ counter attack တွေပဲသူတို့တွားဖို့ကြိုးပမ်းတာလီဗာပူးတင်းတဲ့ပွဲမှာဆိုရင်သူတို့ကတည်တမတ်ကိုပဲဥတီကစားခဲ့တော့ဝေဂိုးမပီးရဘူးကောင်တာအထက်ကြီးတော့မှမရှိခဲ့ပဲနဲ့ဂိုးမပီးရဘူးကိုပဲသူတို့ကပါနော်ဥတည်ကစားခဲ့တာဆိုတော့ဒီမှာ ခန်းစီမှာဆိုလို့ရှိရင်လည်းဝေါ်ကာတို့လိုတွေ့ကြုံရှိကစားမားတွေနောက်ပြီးလို့ရှိရင်လော်ရန်တို့လိုကစားမားတွေနော်အစ်စတီဗီလိုကစားမားတွေကစန်ဒရယ်ဆိုမှာအဆင်ပြေအောင်ကစားထားတယ်တောင်မန်နီမှာဆိုလို့ရှိရင်ဒီဂျိုဂျူအန်တိုနီတို့ကတော်တော်လေးချီနီကောင်းတယ်တိုက်စစ်ကတော့ဖော်စတာကလင့်ကပ်ပလေးနေပါတယ်တော်တော်လေးကောင်းနေတယ်မှာပါတယ်ဒါပေမဲ့လို့ပေါ့နော်မန်ချက်စတာစီးတီးကိုဘန်လီဒုက္ခပေးနိုင်ပါမလားတကူရှိတာကတော့ဘန်လီအနေနဲ့မန်ချက်စတာစီးတီးကပေါ့နော်ခန်းစစ်ဒီယာဒီမှာကောင်တာအထက်တီမှာဆိုလို့ရှိရင်တော်တော်လေးအားနေနေတဲ့အသင်းလို့ကျွန်တော်ပြောရမယ် မန်ချက်စတာစီးတီးရဲ့အကောင်းဆုံးခံစီကိုကျွန်တော်မမြင်ရသေးဘူးစီးတီးကလက်ရှိဒီယာဒီမှာ၅ပွဲကစားပြီးတဲ့ချိန်သူတို့လည်း၂ပွဲပဲနိုင်ပါသေးတယ်၂ပွဲပဲနိုင်သေးတယ်၂ပွဲတည်ကြာထားတယ်၂ပွဲကျွန်တော်ရှုံးထားပြီးတော့တိုက်စစ်က၉ကိုရထားတယ်ခံစီကတော့ကျွန်တော်က၅ကိုပြန်ပြီးထားတယ်အဲ့ဒီ၉ကိုထဲမှာပွဲစဉ်၁ဝူဘန်ဟန်တနဲ့ပွဲက၄ကိုကျွန်တော်ပါထားတယ်မန်ချက်စတာယူနိုက်တက်ပွဲက၃ကိုအဲ့မှာလည်း၇ကိုဗျာ၂ပွဲမှာလည်း၇ကိုတိသူတို့တွင်းထားပြီးတော့ နော် Brighton နဲ့ပွဲမှာတကူရတာတို့ဘာလို့ ਨੇ စပါးကိုတူးစီးနဲ့ရှုံးတာတို့ဘာလို့တာမူရီနဲ့သူတို့တွေတိုင်ပတ်သွားတာပဲနော်ကျွန်တော် Arsenal နဲ့ပွဲမှာလည်းတကူရတယ်ဟာလန်ကလည်းပဲကြောဒန်ရာတွေဘာတွေကျွန်တော်ကြားနေရတယ်ဆိုတော့ Champions League ပြိုင်ပွဲတွေလည်းရှိတော့ Manchester City ကဟာလန်ကိုဒီနေ့ပွဲစဉ်မှာထုတ်သုံးပါမလားဒါကလည်းကျွန်တော်ရှိသေးတာဘာလို့လဲဆိုတော့ injury ပြဿနာတွေကိုကျွန်တော်ကြည့်ရင်ဟာလန်က Arsenal နဲ့ပွဲမှာတော့မှလူစားစောစောစီးစီးအလဲခံခဲ့ရတာဒါဟာကျွန်တော်တို့ Champions League ပွဲစဉ်တွေမှာဆိုသူတို့အတွက်ပေါ့နော် အစီအစဉ်အစီအပြေဖို့ဆိုရင်ဒီနေ့ပွဲက Manchester City နေနဲ့အနာပေးနိုင်ဖို့ကျွန်တော်လိုတယ်အနာပေးနိုင်ဖို့ကျွန်တော်လိုတယ်မဟုတ်လားဟိုကြံ့ခိုင်မှုအပြည့်အဝတွေဘာတွေသူတို့မရှိဘူးဆိုရင်ပေါ့လေဒါအပြင်ကျွန်တော်နေနဲ့ဒီသူတို့ EFN တတိယဆင့်မှာလဲသူတို့ header fees ကိုသူတို့က2-0နဲ့ Manchester City ကပေါ့နော်ကျွန်တော်နိုင်နေပေါ့ဗျာနိုင်နေပေါ့နော်ဆိုတော့နိုင်နေအဲ့ဒီပွဲမှာဆိုလို့ရှိရင် Manchester City ကအပြောင်းလဲတွေအများကြီးနဲ့ကိုသူတို့ကစားသွားတာ တော့တိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူငယ်လေးတွေပါလေထည့်ကစားသွားတာဆိုတော့ဒီပွဲမှာတိုက်စစ်ဘူးပါလာမယ်။ဟာလန်ကအဲ့ဒီပွဲမှာဆိုလို့ရှိရင်အရန်ကုန်မှာတောင်မှမပါနိုင်ခဲ့ဘူးဘလို့မှအဆင်မပြေခဲ့ဘူး။ဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့နော်ဒါပြီးရင်လည်းပဲသူတို့ကဒီ Champions League တွေပါလေဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော် Champions League ကတော့သူတို့တွေဟွာဖြစ်သွားအောင်မယ်ထင်တယ်။ချက်ချင်းကြီးသူတို့ကစားမှာတော့မဟုတ်သေးဘူးထင်တယ်နော်။ Champions League တွေပါလေရာလေ City တွေကလူစင်းကတိုက်စစ်ပိုင်းမှာ Mamouche တို့ပါတော့ဒဏ်ရာရနေတာတွေရောပါလေကိုကြောက်နေနော်။ဆိုတော့ဒါပြီးရင် Burnley နဲ့ပြီးရင်သူတို့ကအောက်တိုဘာ2ရက်နေ့မှာ တို့တွေဒီဘယ်လိုပြောမလဲလာမယ့်ကြာလာပရီးပေါ့နော်ကြာလာပရီးနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့မိုနာကိုအိမ်ကွင်းကိုသွားပြီးတော့ကျွန်တော်သာရှင်ပိုင်ကစားရမယ်ဆိုတော့မန်ချက်စတာစီးတီးအတွက်ကချန်ပီယံလီဂ်ပွဲစဉ်ကအရေးကြီးနေတယ်ဆိုတော့ဒီပွဲဒီလူတွေအတိုင်းအတာတစ်ခုဒီလဲလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကြာလာပရီးနေ့ဆိုတော့တို့အချိန်ရပါတယ်ဒါပေမဲ့လို့ဟာလန်တို့ဘာတို့ကိုမတုံးလာဘူးလို့ကျွန်တော်ထင်တယ်အဲဒါဖိုဒန်ရဲ့ခြေသွမ်းပြမှုတွေကိုတို့မှီခိုးရမယ်ဒူဂူရဲ့ခြေသွမ်းပြမှုတွေကိုမှီခိုးရမယ်ပရီးမီးယားလိဂ်ကလည်းအရေးကြီးမှုအရေးကြီးပါတယ် ။အဲမဲ့ဟာလန်က injury ကြောတံရည်တချို့ရှိနေတယ်ဆိုတော့သုံးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။အဲ့ကြရင်ခံစစ်ကပြဿနာတိုက်စစ်ကပြဿနာဖြစ်လာနေတယ်။ဘန်လီအတွက်တော့ဒါကောင်းတဲ့တည်ရင်ပဲဟာလန်မပါနိုင်ဘူးဆိုတာကဒါအပြင်ကောင်နာအထက်တီမှာလည်း Manchester City မှာလုံးဝအားနည်းချက်တွေရှိနေသေးတယ်ဆိုတော့ City ခံစစ်ကိုဘန်လီတုတ်ကမပေးနိုင်နိုင်မျိုးတော့ဖြစ်လိမ့်မလို့ကျွန်တော်မထင်ဘူး။တစ်ပွဲလုံးမှာ၄ချိန်လောက်ပဲကောင်နာအထက်တိုက်နိုင်လို့လားလို့ပါလို့လည်းကျွန်တော်ဂျုံကောင်းဂျုံဝါနိုင်တယ်။ Manchester City အနေနဲ့ နိုင်ပွဲဒီပရီးမီးယားလိမှာယူပြမှကျွန်တော်ဖြစ်ပါမယ်ဆိုတော့ဂျီဂရိုနီနေရောဒီပွဲစီတီနိုင်ပွဲရအောင်ယူနိုင်လိမ့်မယ်လို့ထင်ကြလားကျွန်တော်ကတော့ဒူးစီလောင်းနေတော့သူတို့အနိုင်ရနိုင်စွမ်းရှိတယ်လို့တော့ထင်တယ်ချန်ပီယံစ်လိမတိုင်ခင်မှာအာဆင်နယ်ပွဲကိုသူတို့တည်ကြထားတယ်ဒီပွဲကိုသူတို့နိုင်မရမယ်ဟိုတနေ့ကပွဲမှလည်းသူတို့နိုင်နာတယ် EFN ကတ်ပါတယ်ဆိုတော့နိုင်ပွဲထပ်ပြီးတော့ယူနိုင်ဖို့အချိန်ကြီးကောင်းနေတယ်လို့ကျွန်တော်ထင်တယ်ကလင်းရှိတယ်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဂျီဂရိုရောဘလူးမင်းညားတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်